မိမရေဒီရာတွေကမင်းနဲ့မသက်ဆိုင်တော့ဘူးမင်းရဲ့ဆွဲလန်းတဲ့စိတ်ကိုလျှော့ပါတဲ့မင်းအဝိတ်တွေကသွေးဆွနေရဲ့မင်းရဲ့ကောင်းကောဘယ်မှာလဲတဲ့အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Horror Vibration ရာနေပြန်လဲကြိုဆိုလိုက်ပါတယ်တေရွာပြန်းဆိုတဲ့စကားကိုကြားဘူးကြားလားဗျဒီနေ့တော့ကျွန်တော်ရဲ့ဖြစ်ရမယ့်ဇာတ်လမ်းတစ်ခုကိုပြောပြမယ်ဒီဖြစ်ပျက်ကကျွန်တော်အဖိုးရဲ့တေရွာပြန်းဇာတ်လမ်းပေါ့ အဲ့ဒီနေကအဖိုးဆုံးတဲ့နေသူ့ရဲ့လောင်းကိုအဲ့ဒီမနက်ပဲဈေးရုံကနေပြန်တယ်လာခဲ့တယ်။ကျွန်တော်တို့ရဲ့တလီကတော့အလောင်းအောင်ကြီးကိုခုနကထားပြီးမှမြေရှာလေးရှိတယ်။အဘွားလည်းသူ့ယောက်ျားကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ငိုကြွေးနေလေရဲ့။ဒီလိုနဲ့နှစ်ရက်မြောက်နေ့ရောက်တော့အဖိုးအခန်းတကာကသူ့လိုလိုပွင့်လာခဲ့တယ်။ပြီးတော့အခန်းထဲကနေတရွတ်တိုက်အဖိုးကရေတောင်းနေခဲ့တယ်။ရေသာလို့ရေတိုက်ကြပါရေသာလို့ရေတိုက်ကြပါဦးနဲ့ ကျွန်တော်တို့တမိသားစုလုံးလည်းအရန်ကိုနှံ့သွားကြတယ်။သေရွာပြန်ဆိုတာတွေကကြားပဲကြားဘူးကြတာကိုအခုကကိုယ့်ရဲ့အဖူဆိုတော့တိတ်မယုံကြည်နိုင်ဖြစ်နေကြတယ်။တခြားမိသားစုဝင်တွေကကြောက်နေပြီမယ်။ကျွန်တော်ကတော့ငယ်သေးတော့အကြောက်တရားဆိုတာမရှိပါဘူး။ကိုယ့်ရဲ့အဖိုးပဲဆိုပြီးအဖိုးကိုတွားနှိပ်ပေးခဲ့တယ်။လာနေငယ်လောက်ကြတော့အဖိုးအိမ်ကိုကျွန်တော်အလေရောက်သွားခဲ့တယ်။သူကပန်းမင်းနဲ့ရေလောင်းနေတယ်။သေးရွာကနေပြန်လာတဲ့သားဆိုတော့ ဘေးကလူတွေကြားရင်ရုံမဲတော့မထင်ဘူးကျွန်တော်ရောက်သွားတော့ရေခဲမုံတစ်ခုဝယ်ကျွေးတယ်ပြီးတော့အဖိုးရဲ့အဖြစ်ပြက်ကိုကျွန်တော်ကမေးတာပေါ့သူကပြောပြတယ်အဲ့ရက်ကဆေးရုံမှာနိုးလာခဲ့တယ်ဘေးနားမှာငါမီးပါဝင်တခြားမိသားစုဝင်နေငိုနေတာကိုအဖိုးတွေးခဲ့ရတယ်တဲ့ဒါပေမဲ့အဖိုးရဲ့စကားပြောတဲ့ကိုဘယ်သူမှမကြားကြဘူးနောက်တော့အဖိုးရဲ့ရှင်နာကလည်းလူတယောက်လာခေါ်တယ်သူ့နောက်ကိုလိုက်ဖို့ပေါ့အဖိုးလည်း ဘာလို့လိုက်ရမှာလဲလို့တွေးနေတော့အသီးစိတ်သာကြံတော့တယ်ခန္ဓာကိုယ်ကသူခေါ်တဲ့နောက်ကိုပါသွားခဲ့တယ်တပြေးပြေးနဲ့ငိုနေတဲ့အတန်နေနဲ့ဝေးရကိုရောက်သွားခဲ့တယ်လမ်းလျှောက်ရင်းလျှောက်ရင်းနဲ့မြူကိုးတွေဖုံးနေတဲ့ရွာကြီးတရာကိုရောက်သွားခဲ့တယ်အဲ့ရွာရဲ့အပြင်ကိုရောက်တော့သွေးမြည်ကြီးတစ်ခုကိုဖျက်ရတယ်အဲ့မြည်ကြီးရဲ့အဆုံးကိုရောက်တော့စံအင်ကြီးတစ်လုံးတည်းကနေခက်ငယ်ငယ်မျိုးသမီးတယောက်ထွက်လာခဲ့တယ်နောက်တော့အဲ့မိန်းမကစောနာလူကိုငောက်နေတယ် မင်းမှားခေါ်လာပြန်ပြီလားတဲ့အဲလူကနောက်သုံးနှစ်နေမှခေါ်လာရမယ်လူအခုသူ့ကိုပြန်ပို့လိုက်ပြီးတော့ခြေနှောင်းပါလိမ့်စာတကောင်နဲ့အစားထိုးလိုက်တဲ့နောက်တော့စောနာကလူလဲမျက်စိရှိတယ်ပြောက်ွယ်သွားတယ်အဖိုးလဲလာရလန်းအတိုင်းကိုပြန်လျှောက်လာတော့လမ်းရဲ့ညာဘက်မှာလုံခဲ့တဲ့နှစ်အနေငယ်ကဆုံးသွားတယ်အဖိုးရဲ့တငယ်ချင်းကိုတွေးခဲ့ရတယ်အဖိုးကိုလက်ရလန်းခေါ်နေတယ်တဲ့အဖိုးလဲနှုတ်ဆက်ရှင်ပေမဲ့ သောနာမင်းမပြောခဲ့တဲ့စကားကိုပြန်မှတ်ရသွားတယ်။ဒီညာကတိပိသားလူတွေသာရှိတဲ့ဘုံတစ်ခုဆိုတာကိုပေါ့။ဒီမှာတော့မနေချင်ဘူး။ငါမိသားစုတွေစီကိုပဲပြန်မယ်ဆိုပြီးလမ်းဆက်လျှောက်လာတော့အဖိုးတငယ်ချင်းလည်းပျောက်ကွယ်သွားတယ်။နောက်ထပ်လမ်းတစ်လျှောက်မှာလဲအရင်နှစ်တွေနှစ်တွေကဆုံးသွားတဲ့တငယ်ချင်းတွေကိုတွေ့ခဲ့ရတယ်။ဒီလိုနဲ့လျှောက်လာလိုက်တာသောနာကတွေးမြင်တာကိုရောက်တော့ပထမလာတော့ကမတွေ့တဲ့တရားသင်းကိုတွေ့ခဲ့ရတယ်။တရားထိန်သားမှာ အဖိုးငယ်ငယ်ကငါမကြီးတို့မဝေးခင် ဆုံးသွားတဲ့တမိငယ်လေးတယောက်ကိုပြန်တွေ့ခဲ့ရတယ်။အဖိုးလည်းသူ့ကိုပါကြော်သွားဖို့လုပ်ပေမဲ့ကိုယ့်ရဲ့သွေးသားဆိုတော့သူ့ကိုပွေဖက်နှုတ်ဆက်ရှင်ခဲ့တယ်။သူကလက်လေးလှမ်းပြီးတဲ့အချိန်အောက်ကနေခွေးယူတဲ့ကောင်ကပေါင်းမိကိုလာဆွဲတော့အဖိုးလည်းသတိပြန်ဝင်သွားတယ်။အဦးချိန်သာမပြန်ရင်အင်းကိုမရောက်နိုင်တော့ဘူးလို့တွေးရင်အဖိုးလည်းထွက်ပြေးလာခဲ့တယ်။သောနာကကလေးမကအဖိုးကိုလှမ်းပြောနေတယ်။ဘယ်ကူမှမပြေးနဲ့ ငါကိုယ်တိုင်ဖမ်းမယ်မတီးသေးရင်အခုတခါလေးတတ်ပြီးမယ်တဲ့အဖိုးလည်းရန်ကိုလမ်းပြီးတရားတစ်ဖက်ကိုအမြန်ပြေးလာခဲ့တယ်တရားတစ်ဖက်ကိုရောက်တော့ပထမလာတော့ကရွာတစ်ခုတည်းကိုရောက်သွားတယ်အေးပါရဲ့အလဲရောက်တော့ဇောနာကအရာတွေအကုန်လုံးလေထဲထင်ပြက်ွက်သွားတယ်နောက်တော့အဖိုးလည်းအဲ့ရကနေပြန်လို့လာခဲ့တယ်တဲ့အဖိုးကဒီအကြောင်းကိုသူ့တငယ်ချင်းတွေကိုလည်းပြောပြခဲ့တယ် လူတယောက်ကသေသွားရင်ဝိညာဉ်ကိုသေမင်းကလာခေါ်သွားတယ်။ပြီးရင်ဝိညာဉ်လောကမှာကိုယ့်ရဲ့အိမ်အစ်စ်ကိုယ့်ရဲ့ဘဝအစ်စ်နဲ့နေရတယ်လို့အဖိုးကပြောပြတယ်။အဖိုးကအရာတစ်ခုကိုကြောက်နေခဲ့တယ်။ဇောနာမိမပြောပြခဲ့တယ်။နောက်၃နှစ်နေရင်တကယ်သေမယ်ဆိုတာကိုပေါ့။နောက်တော့သူလဲကြံတဲ့အချိန်လေးတွေကိုပျော်ပျော်နေဖို့သူ့တငယ်ချင်းအုပ်ဝလေးတွေစီအလဲသွားပြီးအမြဲလိုလိုအရက်တောက်နေတတ်ပါတော့တယ်။နောက်၃နှစ်ကြာတော့အမှန်တကယ်ပါပဲ။ အဖိုးလည်းနောက်တစ်ကြိမ်ဆုံးသွားခဲ့တယ်။ဒီတစ်ခါတော့အဖိုးလည်းပြန်ထမလာတော့ပါဘူး။ဒါကတော့အဖိုးပြပြခဲ့တဲ့သူ့ရဲ့တိရွာပြန်ဇလန်းလေးကြောင့်ပါ။ဇလန်းလေးကတော့ဒီမှာနေပြီးပါပြီ။လူကြီးမင်းတို့ထဲတိရွာကပြန်လာတဲ့သူရှိရင်ဒီဗီဒီယိုရဲ့ comment လေးမှာ comment မှန်းခဲ့ကြပါအောင်ဗျာ။ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သက်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ဗျာ။ အားလုံးပဲမင်္ဂလာပါကျွန်တော်ရေဟော်ရပိုင်းရဲ့ channel နေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဇလန်းကတော့အထက်တန်းကျောင်းသူလေးတယောက်ရဲ့ဖြစ်ရဆန်းတစ်ခုပါတ냐သူမကကျောင်းကနေပြန်ဘတ်စကားကိမ်းမှာဘတ်စကားစီးဖို့စောင့်နေခဲ့တယ်နိုင်ဝက်လောက်ကြတော့သူမစောင့်နေတဲ့ဘတ်စကားရောက်လာခဲ့တယ်အရင်ရက်တွေဆိုရင်တော့ကျောင်းကနောက်မကြပါနဲ့နောက်ဘက်ထဲမှာစာမွေးရှိတာနဲ့စာကြီးတိုင်းမှာစာကြီးရင်အိမ်မြန်ကြီးကိုမိသွားခဲ့တယ် ။ညကလည်းအတော်မောင်းနေပြီဆိုတော့ဘယ်စကားပုံမှာတခြားခီးတယ်တွေပါမလာခဲ့ဘူး။ဒါကလည်းတိတ်တော်ထွေးတွေတူတူမဟုတ်ပါဘူး။အိမ်ထဲအကြောင်းလေးကတမတ်တိုင်တော့ဝယ်ဝေးတာဆိုတော့ဘယ်စကားကခဏပဲစီရပါပါ။အခုချိန်ကြီးတော့အရာရာကအဆင်ပြေနေပါသေးတယ်။ဒီချိန်မှာသူမတို့ကြောရှမ်းစရာကိစ္စတခုဖြစ်လာခဲ့တယ်။အဲ့ဒါကကားစရာကသူမကိုဗမှန်လေးကနေမျက်လုံးကိုပြူပြဲပြီးတေချာစိုက်ကြည့်နေခဲ့တယ်။သူမလည်းစိတ်မသက်မသာဖြစ်လာခဲ့တယ်။ ကားစရာနဲ့မျက်လုံးချင်းမစုံမိအောင်ကြိုးစားခဲ့ပါသေးတယ်။တယောက်ယောက်ကကြီးနေတယ်ဆိုတဲ့ခံစားချက်ကြောင့်စိတ်မသက်သာလာနဲ့နောက်တစ်ခါပတ်မှန်လေးကိုကြည့်လိုက်တော့ကားစရာကသူ့မကိုတေချာစိုက်ကြည့်နေပါသေးတယ်။ဘာအကြောင်းပြချက်မှမရှိပဲကားစရာက ကြည့်နေခဲ့တာပါ။သူကကားမောင်းနေတယ်ဆိုတာကိုတော့မေ့နေတယ်ထင်ပါရဲ့။လမ်းကိုတော့တစ်ချက်မှမကြည့်ပဲပတ်မှန်ကနေသူ့မကိုပဲကြောက်စရာကောင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေပါလေ။ သူ့ကြီးတွေထဲမှာကသူ့လက်တခုကိုကြောက်နေဟန်ပေါ်ပါတယ်။ကားသမားနဲ့အကြီးရင်းမဆုံးဘူးရောအပြင်ဘက်ကိုတခြားကြည့်လိုက်တော့မှကားဆရာက သူ့မှာဆင်းရမယ့်မှတ်တိုင်ကိုကြော်မောင်းလာခဲ့တယ်။သူ့မှာလည်းကြောက်စိတ်ကိုခနာပဲပြီးကားဆရာကိုမှတ်တိုင်ကြော်သွားတဲ့အကြောင်းကိုလှမ်းပြောပြတယ်။သူ့မှာပြောတာကိုကားဆရာကနားထောင်မနေပဲခြေကိုသာတဲ့တဲ့ကြီးဆက်မောင်းနေခဲ့ပါတယ်။ကားဆရာကြီးရဲ့ပုံစံကလည်းတခုခုကိုကြောက်ပြီးဘေးဘက်ဝန်းကျင်တွေကိုမိနေတဲ့ပုံပေါ်တယ်။ကားဆရာကစောနာမောင်းနေတဲ့အချိန်တက်ကို လီဘာတင်ပြီးပုံမောင်းလာခဲ့တယ်။ဒုံမာလည်းနောက်ထပ်တစ်ခါသတိထပ်ပေးရပါလေ။ဒီမာကဆရာကျွန်မဆင်းရမယ်မှတ်တိုင်ကျော်သွားပြီ။နောက်ကိုပြန်လဲမောင်းဝေးပါလို့ပြောတော့ပထမပုံစံတိုင်းပဲမကြားသလိုနေခဲ့တယ်။ဒီတစ်ခါတော့ဒုံမာလည်းစိတ်လိုသွားတယ်။ဒီချိန်လေးကခုံချရင်လည်းမထူးဘူးလို့တွေးနေတော့ကားဆရာကကားကိုပြန်လဲမောင်းပေးခဲ့တယ်။ဒီလိုနဲ့ဆင်းရမယ်မှတ်တိုင်ရောက်တော့ဒုံမာလည်းကြောက်သိနေအဆောင်ကိုအမြန်ပြေးပါတော့တယ်။ ဒီချိန်မှာကားဆရာကြီးကတခုခုကိုလှောင်အောင်ပြောနေပါလေ။သူမှလည်းဘာမှကိုနားမထောင်တော့ပဲ။အဆောင်ရောက်အောင်သာအမြန်ပြေးခဲ့ပါလေ။ကားဆရာကြီးလမ်းပြောတဲ့စကားတခွန်းကြောင့်သူမှရက်သွားပါလေ။ညီမရေဒီຢာတွေကမင်းနဲ့မသက်ဆိုင်တော့ဘူး။မင်းရဲ့ဆွဲလန်းတဲ့စိတ်ကိုလျှော့ပါတဲ့။မင်းအဝိတ်တွေကသွေးဆွနေတဲ့။မင်းရဲ့ကောင်းကောဘဲမှလဲတဲ့။ဇောနာကကြောင်းပါများကြံခဲ့လား။ကားပေါ်မှာတော့မင်းရဲ့ကောင်းပါမလားဘူးနော်တဲ့။ လူမလည်းတွေးဝေသွားတယ်။ကားဆရာဘာရီပြောနေလဲပေါ့။ဒါဆိုကားဆရာကနောက်မှငိုကြည့်ပြီးတော့ကြောက်နေကြတာပေါ့။ကောင်းမြတ်ကြီးကဘာလုပ်လဲ။ကျမလားဆိုတဲ့အတွင်းနဲ့အခန်းမော်ရှိရတငယ်ချင်းစီကိုပြေးသွားပါတော့တယ်။နောက်တော့သူမသူမတငယ်ချင်းကိုဒီကြောင်းလေးရှင်းပြခဲ့တယ်။ကားဆရာကြီးပြောတယ်။သွေးစွန်းနေတဲ့အဝိတ္တိဆိုတာကိုအမှတ်ရသွားတယ်။ အဲ့ဝစ်တွေကဘေတော့ကနေဝယ်လာခဲ့တာလေအဲ့ဝစ်တွေကိုချွတ်လိုက်တော့အဲ့ဝစ်တွေကနေပြိုးပြိုးထွက်လာခဲ့တယ်ဒေါ်လန်ကတော့ဒီမှာတင်ပြီးပါပြီလူကြီးမင်းတို့လည်းဘေတော့တွေဝယ်ရင်တေချာကြည့်ဝစ်ကြပါလို့ပြောရင်ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သက်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကြပါအောင်ဗျာ